မင်္ဂလာပါရှင်။ဘောင်မခိတဲ့တရင်ချာနာရဲ့ထိတ်တန်းတရင်များကိုတင်ဆက်ပေးပါမယ်။ပထမအဦးဆုံးရေကောက်ဝဲကာလာစစ်မှုရန်ခေါ်ယူမှုမရဲဟုစစ်ကော်မရှင်ဆိုမင်းစင်းစစ်စည်းချိန်နဲ့မဲပေးချိန်မှာပေါ်တာဆွဲခံရမှာကိုလူငယ်တွေစိုးရိမ်နေဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။ နာမည်2025ခုနှစ်အထွေထွေရွေးကောက်ပွဲကာလအတွင်းမှာစစ်မှုရန်စင်ခေါ်ရာကိုယာယီရဆိုင်မယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းတွေကိုပယ်ချပြီးစစ်မှုရန်စင်ခေါ်မှုကိုရပ်တန့်မှာမဟုတ်ဘူးလို့စစ်ကော်မရှင်ရဲ့ပြည်တွင်းစစ်မှုရန်စင်ခေါ်ရေးဗဟိုအဖွဲ့ကသူရဲ့ဝါရဖြန့်မီဒီယာတွေမှာတရားဝင်ပြောကြားလိုက်ပါတယ်။ 2024ခုနှစ်ဖေဖော်ဝါရီလမှာပြည်သူ့စစ်မှုထမ်းဥပဒေကိုစစ်ကောင်မရှင်ကအသက်သွင်းခဲ့ပြီးတဲ့နောက်မှာတော့ထိုင်းနိုင်ငံလုံးအတိုင်းအတာနဲ့လူငယ်တွေကိုဖမ်းဆီးပြီးစစ်မှုရန်ခိုင်းစေမှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့ပါတယ်။အဲဒီလိုအချိန်လေးမျိုးမှာရွေးကောက်ပွဲမတိုင်မီ6လလောက်စစ်မှုထမ်းခေါ်ယူမှုရှင်းနာမယ်လို့မျှော်လင့်ချက်တင်နေထွက်ပေါ်ခဲ့ပေမဲ့လက်တွေ့မှာတော့ရှင်းနာမှုမရှိတဲ့ပြင်ပို့ဆိုးလာနိုင်တဲ့အခြေအနေတွေဖြစ်နေပါတယ်။ ဒီတရားမဝင်ကျင်းပတဲ့ရွေးကောက်ပွဲမှာဆိုရင်လည်းပဲအပြင်ထွက်လာတဲ့လူငယ်တွေကိုဒီလိုအတ္တမစစ်သားစုဆောင်တဲ့ကိစ္စမလုပ်ဘူးဆိုတာဘယ်သူမှအာမခံပေးနိုင်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်ရေးဆိုရာဝန်ကြီးချုပ်ရောပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောပါတယ်စစ်ကောင်မရှင်ကသူတို့ထိန်းချုပ်ထားတဲ့နေရာတွေမှာပဲမဲဆင်းတွေကတ်ထားပြီးမြလူငယ်အများစုကတော့မဲဆင်းမှာကိုယ့်နာမည်ပေါမပါစစ်ဆေးဖို့တဲ့စစ်မှုရန်ဖို့အတ္တမဖန်စီခံရမှာကိုပို့ပြီးတော့စိုးရိမ်နေကြတာပြပါတယ်မဲပေးရမယ်ဆိုရင်တော့မပေးရဘူးသူတို့ က်မဲပေးရမှာဖြစ်လို့ဆွဲမဆွဲဆွဲတော့မဆွဲတော့ဘူးဒါပေမဲ့အလကားနေရင်တောင်လိုက်ဆွဲနေတာဆိုတော့ဆွဲမှာကိုကြောက်တယ်ဟုသခိုင်းမြုပ်ကန်တူကပြောပြခဲ့ပါတယ်မဲယုံကိုလာတဲ့လူငယ်တယောက်ကိုဖမ်းဆီးလိုက်တာနဲ့တခြားမဲဆန္ဒရှင်တွေကိုပါထိတ်လန့်စေပြီးမဲရီအတွက်ကြဆင်းသွားနိုင်တာကြောင့်ရွေးကောက်ပွဲကာလမှာဖမ်းဆီးမှုတွေလျော့နေသွားနိုင်တယ်လို့တချို့ကသုံးသပ်ကြပေမဲ့လုံခြုံရေးအတွက်အာမခံချက်မရှိတဲ့အပေါ်မှာတော့စိုးရိမ်စိတ်တွေရှိနေကြစဉ်ဖြစ်ပါတယ် စိတ်ဝင်စားစရာကောင်းတာကတော့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီးနိုင်ငံရေးပါတီတွေရဲ့ရည်တည်ချက်ပါစစ်ကော်မရှင်ရဲ့ဝါရဖြန့်သတင်းမီဒီယာတွေကတော့ဒီနှစ်ဇန်နဝါရီ23နဲ့24ရက်နေ့တွေမှာလုပ်ခဲ့တဲ့ NSBNC နဲ့နိုင်ငံရေးပါတီတွေရဲ့အစည်းအဝေးသတင်းကိုဖော်ပြရမှာတော့နိုင်ငံရေးပါတီတွေကပြည်သူစစ်မှုထမ်းဥပဒေအရအရေးအတွက်တိုးမြင့်ခေါ်ယူရေးကိုအကြံပြုဆွေးနွေးခဲ့ကြတယ်လို့သတင်းထုတ်ပြန်ထားတာတွေလည်းရှိခဲ့ပါတယ် နေခဲ့တဲ့ဇွန်လ25ကနေ28ရက်ထိနေပြည်တော်မှာကျင်းပခဲ့တဲ့ငင်းချင်းဖိုရမ်မှာတော့နိုင်ငံရေးပါတီတွေကရွေးကောက်ပွဲအချို့ကာလနဲ့ရွေးကောက်ပွဲကာလအတွင်းမှာစစ်မှုရန်ဥပဒေအရလူသစ်စုဆောင်းတာကို6လကနေတနေ့ထိဆိုင်းငံ့ပေးဖို့ဆွေးနွေးတောင်းဆိုခဲ့ကြတယ်လို့ဆိုပါတယ်။နိုင်ငံရေးပါတီတွေရဲ့ရည်တည်ချက်ဘလို့ပဲဖြစ်နေပါစေစစ်ကော်မရှင်ကတော့သူတို့ရဲ့စစ်အင်အားလိုအပ်ချက်အတွက်လူသစ်စုဆောင်းမှုတွေကိုအရှိန်ဟုန်နဲ့ဆက်လက်လှုံ့ဆော်နေပါတယ်။စစ်ကော်မရှင်ရဲ့စည်ရင်းနေအရာတင်းနှဲအမှတ်စဉ်တစ်ခုကိုတင်းနှဲသား9 ောင်နှုန်းနဲ့ခေါ်ယူနေပြီးစက်တင်ဘာလ15ရက်နေ့ကဖွင့်လှစ်ခဲ့တဲ့အပတ်စဉ်စက်ကွန်အထိဆိုရင်စစ်မှုရန်8000ထက်မနည်းခေါ်ယူခဲ့ပြီးဖြစ်ကြောင်းသိရှိရပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ခွန်အားဖြစ်စေတဲ့အင်တာဗျူးဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။26ရက်နေ့က NLD 38နှစ်မြောက်မွေးနေ့အတွက်ပြောကြားတဲ့ NUG ယာယီသမရရဲ့မိန့်ခွန်းကိုနားထောင်ရပါတယ်။ဒီနေ့မနက်မှာတော့အပိုင်းလိုက်ခွဲပြီးစိတ်ပါဝင်စားစွာနားထောင်ကြရတဲ့အေအေကောင်းဆောင်ရဲ့အင်တာဗျူးနောက်ဆုံးပိုင်းကိုနားထောင်ရပါတယ်။သူတို့နှစ်ယောက်လုံးဟာရှေးလျာကွေကောင်းလာတဲ့မြမတော်လန်ရဲ့နောက်ဆုံးအပိုင်းမှာထွက်ပေါ်လာတဲ့ခေါင်းဆောင်တွေပါပဲ။ NLD ဆိုတာကမြေပေါ်မှာလှုပ်ရှားကြတဲ့နိုင်ငံရေးပါတီတွေထဲမှာ ရန်သူရဲ့အထူးထောင်ခံရဆုံးနဲ့တက်တန်းရှင်ဆုံးပါတီဖြစ်လာခဲ့ပါပြီ။ ဘာဂါပါဟာတက်တန်း280ကျော်ရှိတယ်ဆိုတော့လေမြေပေါ်လှုပ်ရှားမှုက3နှစ်ကျော်လောက်ပဲရှိမယ်ထင်ပါတယ်။ဖာစာပါလာကတော့46ခုနှစ်လောက်ကစပြီးပါတီနှစ်ချမ်းခွဲတဲ့58ခုနှစ်လောက်အထိတွက်ရင်12နှစ်လောက်ပဲတက်တန်းရှိပါမယ်။မာဆာလာတတ်ဆာညာကျန်းဖို့စတာတွေကတော့စစ်တပ်တပိုင်းဖြစ်လို့နိုင်ငံရေးပါတီဖြစ်ထဲ့သွင်းတွက်ချက်ဖို့ကပ်ပါတယ်။အခုတော့ NLD ကမြေအောင်လှုပ်ရှားမှုလုပ်နေတဲ့အချိန်ဖြစ်ပါတယ်။ပြည်သူရှိတဲ့၍ပါတီရှိနေမယ်ဆိုတဲ့အတိုင်းဆက်လက်ရှင်သန်နေပါတယ်။ຫນွေဦးဒေါ်လန်ရေးမှလည်း တက်ကြွလှူရှားစွာပါဝင်နေတာကိုတွေ့ရပါတယ်။တလုံးကပဲခင်ကြီးရဲ့မိန်ကုံးတစ်ခုမှ NLD ဆိုတာမရှိတော့ဘူးဘယ်တော့မှပြန်ပေါ်မလာနိုင်တော့ဘူးလို့ကြွေးကြော်ခဲ့တာတွေ့လိုက်ရတယ်။ NLD မပါတဲ့ရွေးကောက်ပွဲပြန်ရတော့မှမို့အတော်ဦးမျိုးဂျိုကြွနေပုံပါပဲမဟာလာကတော့တက်ကသူ့လူနိုင်တက်ကလူ900နီးပါးထုတ်ပြီးကျန်းဖို့မှာထက် ညနေတော့တချို့ကိုတန်းစားညမှာထင်းနေအလုံးရောရှာပွဲရွေးကောက်ပွဲတူတခုဖန်တီးနေတာပါပဲအခုရှင်တန်ရက်ဒီဖို့အသေးလေးရုံးကန်နေတဲ့မဟာလာနဲ့စစ်တပ်ရဲ့ပုံရိပ်ကတမိုင်းတစ်ဖက်စာကလေးပဲရှိမှာပါ NLD ရဲ့တမိုင်းရှိကြစွာချမ်းချမ်းခင်ရက်ဒီကေပုံကိုယာယီတမရကအုံပြုပြောကြားသွားတယ်ဆက်လက်ပြီးတော့လဲဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက်အရေးပါတဲ့အခန်းကဏ္ဍကနေဆက်ပြီးပါဝင်နေမှာဖြစ်ကြောင်းထည့်ပြောသွားတာဖြစ်တဲ့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းအင်တာဗျူးအပိုင်းလေးမှာမဟာလာတို့ရွေးကောက်ပွဲဟာလူယူ ေရှင်ယိုသေးဖြစ်နိုင်ဖို့ဆိုရင်အနေဆုံးဖန်ဆီးထားတဲ့ဒေါ်ဆန်းစုကြည်ကိုလွတ်ပေးဖို့လိုတယ်လို့ပြောသွားပါတယ်။ EEO ကောင်းဆောင်တယောက်အနေနဲ့ဒီလိုတစ်ခုတည်းရပြောဆိုတာချီးကျူးရမှာပါ။သူမှတနိုင်ငံလုံးဆိုင်ရာအမြင်နဲ့နဲ့ဆိုင်ဆိုင်ရှိနေတယ်ဆိုတာဒီအချက်ပြင်အင်တာဗျူးတွေကအခြားပြောဆိုမှုတွေမှလည်းတွေ့ရတာဖြစ်ပါတယ်။ဒီနေရာမှာတိုင်းရင်းသားအရေးကိုဗမာလူများစုနိုင်ငံရေးသမားတွေဘလောက်နားလေသဘောပေါက်မှုရှိခဲ့ကြသလဲဆိုတာလေစမ်းစစ်ကြည့်ဖို့လိုပါမယ်။အမိုင်တိုင်း အမှန်အတိုင်းပြောကြရမယ်ဆိုရင်တိုင်းရင်းသားရေကိုအမှန်ကန်ဆုံးနဲ့ပထမဆုံးနားလေသဘောပေါက်ခဲ့တာဘူချောအောင်ဆန်းလို့ဆိုရမှာပါအဲ့ဒီနောက်ကနေအခုထိအဲ့လောက်နားလေသဘောပေါက်သူမရှိသလောက်ပဲလို့စိတ်မကောင်းစွာသုံးသပ်ရမှာပါပဲနိုင်ငံတော်အတိုင်းအမြင်ကန်ပုဂ္ဂိုလ်ဟာဒီရေကိုဘူချောလောက်နေပါနားလေလာသူဖြစ်နိုင်ခဲ့ပေမယ့်2008ဥပဒေအောက်မှာနေကြိုက်လူကြိုက်အရှိကြိုက်အနောက်ကလေကြိုက်ပြီးအင်မတန်အားပေးကြတဲ့ပြန်လေတင့်မြက်ရေလမ်းစဉ်ကိုအကောင့်ထဲပေါ်နေရတာကဦးစားပေးဖြစ်ခဲ့တဲ့အတွက်တိုင်းရင်းသားရေရှေ့တန်းကို ရောက်နိုင်ခဲ့တာဖြစ်ပုံရပါတယ်။ဒါကကျေဝန်လာတဲ့အချိန်လေးနဲ့အကြောင်းအရာတွေဖြစ်တဲ့အတွက်မပြောတော့ပါဘူး။တိုင်းရင်းသားရေးကိုဗိုလ်ချုပ်အောင်ဆန်းအစိုးဆုံးနားလည်သူလို့ဆိုရခြင်းကိုပဲရှင်းပါမယ်။ မြန်မာနိုင်ငံရဲ့ကိုလိုနီအောက်ကလွတ်လပ်ရေးရဖို့ပထမဆုံးဗြိတိရှားတို့နဲ့နားလည်မှုရခဲ့တာဟာအောင်ဆန်းအတလီစာချုပ်ပါပဲပင်လုံစာချုပ်ဟာအောင်ဆန်းအတလီစာချုပ်ပါသဘောတူညီချက်ကိုအကောင့်အထည်ဖော်တာဖြစ်ပါတယ်အတလီဆိုရဟာအသက်30သားရှိသေးတဲ့အာရှတိုက်ကလူငယ်ဒေါ်လာရေးခေါင်းဆောင်တယောက်ကိုယုံကြည်ပြီးကိုလိုနီနိုင်ငံတစ်ခုအတွက်အရေးပါလာတဲ့စာချုပ်တစ်ခုချုပ်ဆိုဖြစ်ခဲ့တာဟာအကြောင်းမဲ့မဟုတ်ပါဘူးအဲ့ဒီစည်းဝေးမှာဘူချုပ်ဖက်ချတင်သွင်းခဲ့တဲ့တင်ပြချက်ကြောင့်ပါပဲအထူးသဖြင့် ောင်းဗီတိရှာဘက်ကသူတို့ကိုယ်တိုင်ခွဲခြားအုပ်ချုပ်ခဲ့ပြီးပြန်ပေးရမယ့်အခါမှာအကြောင်းပြချက်တစ်ခုဖြစ်လို့နေတဲ့တိုင်းဟင်းသားအရေးနဲ့ပတ်သက်လို့အကောင်းဆုံးအမြင်တွေတင်ပြနိုင်ခဲ့လို့ဖြစ်ပါတယ်တဖက်ကတော့မောင်ဘက်တန်ဘိုးချုပ်စလင်းတို့အပြင်ဘိုးချုပ်နဲ့ဆက်ဆံရေးအတော်ရှိခဲ့ကြတဲ့ဗမာပြည်ဘရင်ကန်တွေ ဖြစ်ကြတဲ့ဒေါ်မန်စမေဆာဟုဘယန်တို့ရဲ့ဘိုးချုပ်ပေါ်ယုံကြည်ထောက်ခံတင်ပြချက်တွေလည်းပါနိုင်ပါတယ်အဓိကကတော့အဲ့ဒီ report မှာ ဖွန်တီးယားဧရိယာဆိုတဲ့ခေါင်းစဉ်ခွဲနဲ့တင်ပြခဲ့တဲ့သဘောထားဟာအလွန်ယိုရှင်ပြီး ဖက်တလီအစိုးရအတွက်ဘာမှငင်းချက်မထုတ်နိုင်အောင်ဖြစ်စေတဲ့အတွက်ပါရှာဖက်ကြည့်ကြပါဒီအမြင်တွေဟာယနေ့အချိန်ထိအသက်ဝင်နေစေကိုးကားလို့ရစေဆိုတာတွေ့ရမှာပါအဲ့ဒီနောက်ပိုင်းဥနုဥပါစွေစသဖြင့်ခေါင်းဆောင်ရာထူးစက္ကန့်ကြာသူအလုံးဘသူမှပူချုပ်လို့နားမလည်ခဲ့ကြတာသမိုင်းသက်တေအထင်ရှားပါပဲဒီထဲမှာစစ်တပ်ကတော့နားလေဖို့အဝေးဆုံးနေရာကလူတွေပါပဲနိုင်ငံရေးသမားတယောက်ဘလောက်ပဲရှုတာဘလောက်ပဲဉာဏ်ပညာအမျိုးမြင်ရှိရှိအင်မတန်ရုံမှသူအသိဉာဏ်နဲ့သူနဲ့တနက်ကင်ထားတဲ့အရှက်မဲ့သူဘာမှ ဆိုလုံရဲသူမျိုးနဲ့တွေ့ရင်နေပါတဲ့အခြေအနေတစ်ခုကိုရင်ဆိုင်ကြရတာပါပဲခုတော့တိုင်းရင်းသားများတွေကလည်းဒေတာအေးတာမကတပြည်လုံးအရေးပါအလေးနဲ့နားလေသဘောပေါက်သူတွေရှိလာပြီဆိုတာဒီຫນွေဥဒေါ်လာရေးမှာအထင်ရှားတွေ့လာရတဲ့အချက်ဖြစ်ပါတယ်သူတို့ဟာပြည်တော်စုတာဝန်တွေကိုပါထမ်းဆောင်ကြဖို့မငင်းပေကြတော့တဲ့အချိန်ရောက်လာပါပြီပြည်သူတွေဘက်ကလည်းလက်တွေ့အတွေ့အကြုံရှိထားတဲ့လက်တွေ့တဲ့ကာလတဲ့အသိဉာဏ်ပညာနဲ့စင်ကြင်တုံတရားတွေသွားပြီး မျောလင့်နေကြတာစင်ကျင်တုံတရားတွေကိုမျောလင့်နေတာဖြစ်တဲ့ကျွန်တော်တို့ကတော်တဲသွားပြီးဘာလို့နေရမှာလဲလို့ပြပကလုံလဲရနေတာပဲလို့ဆိုသူတွေပါဝင်ဒေါ်လန်ရေးဘက်ကဆိုသူများအလုံးဒူဝါကြီးမိန်ကုန်းနဲ့အကိုထုံးအင်တာဗျူးကိုနှစ်ချိန်သုံးချိန်ပြန်နားထောင်ကြစေလိုပါတယ်ရိုးရိုးပဲပြောထားပေမဲ့အကြောင်းအရာတွေဟာလေးနက်မှုအပြည့်ရှိတဲ့အများကြီးကျေပြန့်နေဆိုတာကိုနားလည်လာကြပါလိမ့်မယ်ပြီးရင်တော့ကိုကြရာတာဝန်တွေဂျေဘုံအောင်ထန်းဆောင်ဖို့ခွန်အားတွေပါရလာစေမှာဖြစ်ပါတယ်